2025ခုနှစ်မေလ1ရက်ဒီနေ့ကြာသပတေးနေ့အတွက်ခုနှစ်သားမီးအားလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ဖတ်ရမယ်ဆိုရင်တော့ဒုတ်ရှိချောင်းဆိုတဲ့သင်္ကေတနမိတ်ဖြစ်ပါတယ်။အဝေးကနေအဆက်အသွယ်ကောင်းတွေရလိမ့်မယ်။တင်းကောင်းတွေကြားရမယ်။အလုံးနဲ့ပတ်သက်တဲ့အခွေကောင်းအခြေအနေကောင်းတွေကြုံလိမ့်မယ်။ခုနှစ်သားမီးအားလုံးတို့အတွက်ကောင်းကျိုးချမ်းသာတွေရရှိမယ်နေ့တိုင်းဖြစ်ကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်။ ဒီနေ့မှာမိရှုတန့်စင်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်ကတော့မြန်မာသက်ကလေး1380နဲ့9ခုနှစ်မှာဖွားမြင်တဲ့ဂျာတာပရင်းနေဘွားမာဘုတ်ပင်ရင်နီးရအဓိပတိဘွားဇာတာရှင်များဖြစ်ကြတာကြောင့်ကန်ဇာတာအထူးကောင်းမွန်တဲ့နေ့ဖွားမြင်ကြသူများဖြစ်ပါတယ်အဓိပတိဘွားဆိုတဲ့အတိုင်းဆွေမျိုးညာတိမိတ်ဆွေသင်္ကားတွေရဲ့အဓိကကျသူဘဝမှာအရေးပါသူများအဖြစ်အောင်မြင်ချမ်းသာပါလိမ့်မယ်ခင်ဗျာထို့အတူဒီနေ့မှာကြားရတဲ့မွေးနေ့ရှင်တွေအတွက် တနေ့ဒါလုံးကောင်းကျိုးချမ်းသာရဖို့ကုသိုလ်ရတရားဖြစ်ကြတော့မြတ်စွာဘုရားရှင်ကိုဩဒမင်းစွန်ကတ်လူချင်းရဟန်းတန်ဃာတို့ကိုဩဒမင်းစွန်လောင်းလူချင်းနဲ့မိသားစုဆွေမျိုးညာတိမိတ်ဆွေတင်ကားတို့ကိုဩဒမင်းစွန်ဒါနပြုခြင်းအပြင်ယခုရောက်ရှိသောမွေးနေ့မှစ၍တနေ့ဒါလုံးကောင်းကျိုးချမ်းသာမင်္ဂလာအဖျားပြအနန္တပြည့်စုံကြပါလိမ့်မယ်ခင်ဗျာဒီနေ့အတွက်ခொနည်းသားမီးအားလုံးတို့အတွက်အကျိုးပေးဆုမှုကနန်းကတော့ ရှိကနန်းလေးကနန်းဖြစ်ပြီးတော့ဒီနေ့မှာငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့မထင်မှတ်ထားတဲ့ငွေဝင်လမ်းနေရာနဲ့ငွေတွေရောက်လာနိုင်ပါတယ်ငွေကန်အထူးကောင်းဖို့လို့အတွက်ဆိုရင်တော့နှိစတဲ့ကလေးတယောက်ကိုရေခဲမုတ်လက်ဆောင်ပေးလိုက်ခြင်းအပြင်ငွေကြေးကန်အထူးကောင်းပါလိမ့်မယ်စတိုးဆိုင်နေကုန်းဆုံးဆိုင်နေလက်ဖက်ရည်ဆိုင်နေစားသောက်ဆိုင်နေရောင်းပန်းသာဝယ်ပန်းလှဖို့အတွက်ကတော့ဒီလိုနည်းမျိုးမှာမနှက်စောစောစိုင်းရှိမျက်နှာသာကိုကြကြအနေနဲ့ကျဲပက်လိုက်ခြင်းအပြင်အပရိသတ်စီကားပြီးလက်လာပါငွေကြေးအပေါင်း တောင်းတောင်းဖြတ်ဖြတ်ရကြပါလိမ့်မယ်။အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေအယောင်တက်ဖို့ဆိုရင်လည်းဘောပင်လေးတစ်ချောင်းနဲ့တိုးပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်အယောင်ထိုင်နေတဲ့ကုန်ပစ္စည်းတွေဟာတိတိသားသားအယောင်တက်ပါလိမ့်မယ်။အမှုအခင်းကြုံနေတဲ့သူတွေဆွေမျိုးမိသားစုမှရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုအာလူတလုံးမှာရေးပြီးတော့ရေစီးမှာမျောပလိုက်ခြင်းအပြင်ခက်ခဲနေတဲ့အမှုကြုံနေတဲ့သူအတွက်ကံတရားကကောင်းသောအထောက်ပံ့တွေရလာပါလိမ့်မယ်။ဆွေမျိုးမိသားစုထဲမှာကျမ်းမာရေးညံ့နေတဲ့သူရှိရဆိုရင်တော့ ကျမညံ့တဲ့သူအတွက်ဓာတ်စာဖြစ်နေဒီလိုမျိုးမှာတရက်သီးမှဲ့လေးအနေငယ်စားပြီးဆူတောင်းလိုက်ခြင်းအဖြစ်ဆေးကောင်းဝါကောင်းဆရာကောင်းတမကောင်းတွေ့ပါလိမ့်မယ်အခြေကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေမှာပြင်လဲအေးချမ်းဖို့အတွက်ကတော့အဝါရောင်ဖြောရေးမြတ်စွာဘုရားရှင်ကိုလှူဒန်းပြီးဆူတောင်းလိုက်ပါခင်ဗျာ